မျိုးမျိုးနဲ့တို့အိမ်ကြီးကားတွေနဲ့ဒီလိုရှိရင်ဒီ6ဘိန်းကားရက်သား6ဘိန်းကားပုံပြင်ကားတွေနဲ့ဒီလိုလူများတွေဖြည့်ရဆုလနဲ့ပစ္စည်းတွေဖြည့်ရဆိုတော့ဟိုမြင်တွေ့နေရတယ်ပေါ့ပို့နေတာတော့ဟိုနေတိုင်းလိုလိုပဲပို့နေတာပဲအဲနေတိုင်းလိုလိုဆိုတာဒီလိုပို့နေတယ်လေအနည်းနဲ့နည်း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 ပို့နေတယ်ပရာကြီးတွေကဟိုစတိုက်ဆိုဒီလိုတက်လာတာတွေရှိတယ်ပေါ့ ကောရင်းမျိုးလေးမထောင်သက်ချီပိတ်မိနေတဲ့ပြည်သူတွေဟာစာနယ်ရေးခါခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့ပိတ်မိနေတဲ့မြို့ကန်ပြည်သူတွေကပြောပါတယ်ဖြစ်နေရတော့ကောကဲမျိုးတွေမှာတော့ဟုတ်တာမပြီးတော့ဘူးလို့ပြောတာစာနယ်တဲ့စီးရတဲ့ဇီတနယ်လေးတတ်တစီရောစာစီရောအကုန်အရင်တတော့တလီတာတတောင်းတတောင်းတာမှာတုံးတုံးကျော်ဖြစ်သွားပြီအဲ့လိုဖြစ်တာ စီတဘူးလို့၅လိတာတဘူးလို့ရင်နောက်သိန်းကျော်လောက်စီပေါင်းတယ်အဲ့လိုပြောတာကျုပ်တို့ကြောင့်မဟုတ်တာတလုံး1500လို့ဖြစ်ကုန်အဲဟုတ်တာသူဖြစ်တာဟုတ်တာညုပ်ပြင်ပါတယ်ဖော်လို့မရဘူးတချို့လူရင်အဲပိုက်တာလားလေအဲ့လိုပြောတာအခုစစ်ကောင်စီလက်အောက်ခံကင်မီနယ်ဆိုရအဖွဲ့က ဂျိုင်းမြေအတွင်းများပြည်သူတော်လာနေတဲ့ကရုံးစိတ်တွေကိုကုသံတော်လာတဲ့ပြိပင်ထားတာကြောင့်ခက်ခဲပြီးနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်ဖက်ကကွန်ကရစ်မြို့ပါဝင်ဖန်ဂျိုင်းတရာကလန်းချောင်းနဲ့ကျုံတို့မြို့ခြေဆိုင်ခမ905ခမ906တိုင်ရင်းတွေကနေခန့်စစ်နေထားတဲ့လူလက်နဲ့အင်အားဖြည့်တင်းပြီးခန့်စစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ကျွန်တော်အောင်ခံပါ ုံခင်ကြီးရွာတွင်စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးမော်စီစာဖျားကုန်းမှာတက်ဆွဲပြီးရဲ့နောက်ပြည်သူ20ကျော်တေဆုံးခဲ့ပြီးကြောက်စိမ့်တူဖို့ရေလောက်ွက်အတွင်ကကုမ္ပဏီပိုင်ဆက်ရန်နေရာတွေအဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်နေကြပါတယ်။ဟနာတရင်ပြေပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖကံမြို့မော်စီစာကြီးရွာတွင်ဂျွန်လ12ရက်နေ့မနက်9:00နာရီခန့်ကတနတ်တန်ရာတွင်တေဆုံးနေတဲ့မြို့သား3ဦးရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေစစ်ကြောင်းထုံးနေချိန်ပစ်တက်သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကတုံ့တက်ပြောဆိုနေကြပါတယ်။အာလုံခင်းကိုဒီဆောက်ဝင်တရားပေါ့နော်သူတို့ပြစ်လို့အာတည့်ရက်ပြီသူအရမ်း20ကျော်လောက်ရှိပြီပေါ့နော်။ခုဒီနေ့7နှစ်ရက်နေ့ပေါ့နော်။မနေ့ပိုင်းမှာဒီမော်ချီဆာမှာတနတ်တန်ရနဲ့တည်ဆုံနေတဲ့အာဒီသူ၃ယောက်တွေ့ရတယ်။ပြီးတော့ဒီညတော့ကပြစ်တက်ခံရရတဲ့ချိန်နေ အဲကျင်းနေချင်းနေပေါ့နော်အဲ့လိုဖြစ်ပုံပဲပေါ့နော်ပြီးတော့ဒီစေချောင်းထိုးတဲ့ချိန်နဲ့တော်တူတာလည်းဖြစ်နေတယ်အာညလည်းဒီလိုနည်းနည်းကြီးနည်းနည်းငယ်တန်းနေဆုံးနေတာပဲပေါ့နော်ပြီးတော့အာညကတော့ဒီနည်းနည်းကြီးပြီးတော့ဒီကတိမောကဒီညရမုံကုံကြီးဝင်တဲ့မှာတလုံးကြတယ်ညကပြလိုက်တာတော့ဒီအတန်ကျဲပဲပေါ့နော်သုံးလုံးတော့ဟုတ်တယ်ပြခဲ့တဲ့ဂျွန်လာ6ရက်နေ့ကလည်းစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ခွန်စာကုန်းဘုန်းကြီးကျောင်းနဲ့ကျေးဇူးတော်ဘုရားကျောင်းဝင်းကြားနေအိမ်မှာကြားရောက်ပောက်ွက်ခဲ့ပြီးလာသားရွယ်ကလေးတယောက်နဲ့ဆယ်နှစ်အောက်ကလေး၃ယောက်အပါအဝင်၉ယောက်တည်ဆုံခဲ့တာဖြစ်ပါတယ်။ဖကန်ကာမိုင်းလန်းကနေအင်အားရာနဲ့ချီစကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းလုံကင်းကြီးရွာထဲဝင်ရောက်လာပြီးမော်စီစာမှာစခန်းချပြီးကလေးကတပ်ဖြတ်ခံရတဲ့ပြည်သူ၂၀ကျော်ရှိပြီးထိခိုက်ဒဏ်ရာရသူအများပြားရှိခဲ့ပါတယ်။ဒါပြင်လုံခင်ကြီးရွာအုပ်စုချင်းဝင်ရောက်နေတဲ့စစ်ကြောင်းတွေကမော်စီစာ၊ဂဒေမော်နဲ့ မစုရန်စတဲ့ကြီးရွာတွေရှိကုမ္ပဏီလုပ်ကနေရာကကြောက်စိမ့်တူးဖော်တဲ့ဆက်ရံတရားတွေကိုလိုင်းလံမီးရှို့ဖြစ်စည်းတာတွေလှုပ်ဆောင်နေတာဆယ်ရက်လောက်ရှိနေပြီဖြစ်ပါတယ်။မော်စီစာကုန်းမှာထိုင်ကြပြီးကြတဲ့အတီကျောက်ကုမ္ပဏီတွေဆက်ရံတရားတွေမီးရှို့ဖြစ်စည်းနေတာပေါ့နော်။တရားမှမပြတ်သေးဘူး။ပြောဒီဖက်ကမှာလှုပ်ရှားလို့မရအောင်တမင်လုပ်နေတယ်လို့ပဲပေါ့နော်။ကိုစစ်ချောင်းတို့ဒီစစ်ချောင်းတို့နဲ့ဒီဒီသူတွေကတော့ဝိုင်းရဲတွေ့ပြီးတော့အဆောင်ကြီး ့အချင်းကြီးဆောင်ကြည့်ပြီးပဲလောက်ကန်နေရတာပေါ့ဖကံမျိုးနဲ့လုံခင်ကြီးရွာအုပ်စုကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်တွေကိုနရဆက်တိုက်ကြံရင်နဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်20ထက်မနည်းတိဆုံးခဲ့ရလို့ KAI စီရည်တည်ရင်မြစ်ကတည်ရပါတယ်ဂျွန်လာကိုရနေကစံခါကြီးရွာတောက်ပကျဲကုမ္ပဏီအနီးတဝိုက်စစ်တောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို KAI နဲ့ KPDF ပူပေါင်းတပ်ဖွဲ့တွေကဒရုန်း40မမတို့နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားတိဆုံခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဂျွန်လာ၁၀ရက်နေ့ကမော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာမော်စီစာတာယာကုန်းလုံခင်းတူတန်လုံခင်းဆေးရုံနဲ့လုံခင်းကြီးရွာတွင်လက်နက်ကြီးပစ်ခတ်ကစစ်ကြောင်းထိုးလာတာကြောင့် KIA KPDF တပ်ဖွဲ့တွေကစနိုက်ပါဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က9ရောက်တိုက်ဆုံခဲ့တယ်လို့ KNY စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ကိုရနေကစံကာချီရတယ် ောက်ပကြေကုန်ပြီဘောနော်အဲ့တဝဲကိုစစ်ကောင်စီရဲ့စစ်ကြောင်းတူလာတော့ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်ဘောနော်ဒီဆေးရောက်ကြတည်တယ်ပြောဒီတိကျတဲ့ညရတဲ့သူတွေညရတယ်ဘောနော်ဆေးရနေရတဲ့ဒီလုံးချင်းတဲ့စစ်ကြောင်းတူလာလို့တက်ပွေဖြစ်တာရှိတယ်အမှန်ကဒီစနေပွားအာငါရောက်စကွန်နေငါရောက်အပလီကေးရှင်းလေးနဲ့ရမောဒီနေ့အတူမှာစကားစာရောင်းနေစေဒီပါတည်ရဘူးနော် ီခဲရ2024ခုနှစ်စက်တင်ဘာလအတွင်းမှာဖက်ကန်းမြို့နယ်ဆိုင်းတောင်လက်ကီမန်ဟိုတယ်နေရာမှာစစ်ကောင်စီတပ်နဲ့ကချင်လူလက်ရေးတပ်မတော် KYI နဲ့ပေါင်းတပ်တွေကြားလာကြရှိစွာတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်ဖက်ကန်းဒေသမှာဆယ်လနီးပါးတိုက်ပွဲငြိမ်သက်ခဲ့တာဖြစ်ပါတယ်။ဖက်ကန်းဒေသမှာပြီးခဲ့တဲ့မေလပိုင်းကစပြီးလောကကမ်းမိုင်းလမ်းကြောင်းကနေစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေကဖက်ကန်းလုံခင်းကြီးရွာအုပ်စုထဲမှာဝင်ရောက်လာတဲ့နောက်ပိုင်းစစ်ကောင်စီတပ်နဲ့ KYI တပ်တွေကြားစီရေးတပ်ဖန်တင်းမာနေတာဖြစ်ပါတယ်။ ကျမဟန္နာပါတာဝရီအကျင်းထောင်မှာပြီးခဲ့တဲ့မေလ23ရက်နေ့ကစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့်နှလုံးရောဂါသွေးတိုးရောဂါဝေဒနာ ခံစားနေကြရတဲ့နိုင်ငံရေးကျန်းသားတအုပ်ဖြစ်တဲ့ဥကျော်စိုးခေါ်ဥဇော်နှစ်တည်ဆောင်းခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ကဂျွန်လ12ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ ဦးကျော်စိုးခေါ်ဦးစော်နေဟာပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလဲကူမြို့နယ်လဲကူမြို့မရဲစခန်းမှာပုံမှန်50စာမျက်စွဲနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်10နှစ်6မှတ်ခံထားရတာဖြစ်ပါတယ်။ ်မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်တွေမှာစေဝါဆောင်ရှားမှုလုံလောက်စွာမပေးခဲ့တာကြောင့်နိုင်ငံရေးကျင်းသားများအပါအဝင်အကျဉ်းကြခံနေရသူတွေဟာယောဂဖြစ်ပွားတာတွေဈေးကုသခွင့်ဆုံးရှုံးလို့ယောဂအခမ်းတွေပုံမဆိုးဝါလာတာတွေတည်ဆုံးတဲ့အခြေအနေတွေမဟုတ်ပဲအသက်ပေးရတဲ့အထိဖြစ်ပွားနေရတွေရှိရလို့ဆိုပါတယ်ဒါပြင်ဂျွန်လာတရက်နေ့အထိဆေးဝါးဆောင်ရှောင်းမှုမလုံလောက်တာကြောင့်တည်ဆုံခဲ့ရသူနိုင်ငံရေးအကျဉ်းသား၁၀ဦးထိရှိခဲ့ပြီးဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ အေရဝတီတိုင်းငပုတော်မြို့နယ်မှာရက်သေးအုပ်ချုပ်ရေးမှူး9ရောက်ထပ်မနေနှုတ်ထွက်စာတင်ထားပေမဲ့စက်ကောင်စီကနှုတ်ထွက်ခွင့်မပေးသေးဘူးလို့အုပ်ချုပ်ရေးအဖွဲ့နဲ့ညီဆက်သူတွေစီကသိရပါဗျ။အရသားတွေကိုစစ်မှုထမ်းဖို့အတွက်ရက်သေးအုပ်ချုပ်ရေးမှူးတွေကိုစက်ကောင်စီကအပြန်အလှန်ဖိအားပေးစည်းရုံးခိုင်းတဲ့ကိစ္စနဲ့ငပုတော်မြို့နယ်မှာစည်ရေးရှိန်မြင့်လာတဲ့အတွက်ရက်သေးအုပ်ချုပ်ရေးမှူးတွေဟာပြီးခဲ့တဲ့မေလဒုတိယပတ်ကလေးကနှုတ်ထွက်စာတင်ထားပေမဲ့ဂျွန်လာအထိခွင့်မပြုသေးဘူးလို့ဆိုပါရယ်။ နှုတ်ထွက်စာတင်ထားပေမဲ့အထက်ကနှုတ်ထွက်ခွင့်မပြုသေးတဲ့အတွက်အုပ်ချုပ်ရေးမှုတွေအခက်အခဲဖြစ်နေကြတယ်လို့ငပူတော်မျိုးနယ်အုပ်ချုပ်ရေးအဖွဲ့နယ်ညီချက်သူကပြောပါရယ်။ငပူတော်မျိုးနယ်မှာပြီးခဲ့တဲ့မတ်လနဲ့ဧပြီလတွေကလည်းစစ်မှုတိုင်းကိစ္စတွေနဲ့ပတ်သက်ပြီးမျိုးနယ်အုပ်ချုပ်ရေးမှုကမြေပြင်မှာရှိနေတဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေကိုစစ်တပ်နဲ့ပေါင်းပြီးအင်တန်ရာရောက်လိုက်လံဖမ်းခေါ်ဖို့ညွှန်ကြားခဲ့သေးတယ်လို့ဆိုပါရယ်။ ဒါအပြင်ငပူတော်မြို့နယ်တဲကကြေးရွာတချို့မှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ထိစစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားခဲ့လို့ဒေသခံတွေရဲ့ပြောပြအချက်အရသိရပါတယ်ရှင်။ Los Angeles မြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေကြောင့်ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲအပါအဝင်မြမရေးလှုပ်ရှားမှုတွေကို စိုင်းငံ့ထားရပါတယ်။ဒီသတင်းကိုသုတချန်တာပေးပို့ထားပါတယ်ရှင်။ ဂျွန်လ9ရက်နေ့မှာစတင်ခဲ့တဲ့ American ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းလော့စ်အိန်ဂျလိစ်မြို့ကဆန္ဒပြပွဲတွေကြောင့်ဂျွန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ထိမ်းမှတ်လမ်းလျှောက်ပွဲကိုယာယီဆိုင်းငံ့ထားရတယ်လို့မြို့ကမြန်မာပြည်တကြွလှူရှာသူတွေကပြောပါတယ် ဂျော်လာဆန်ရဲ့နေ့မှာပြုလုပ်မဲ့သမ္မတဒေါ်နယ်ထရမ့်ရဲ့မွေးနေ့နဲ့စစ်ရေးပြအခမ်းအနားကိုလော့စ်အိန်ဂျလိစ်ကောင်တီနေရာ73ခုမှာတပြိုင်တည်းဆန္ဒပြသွားဖို့ထရမ့်ဆိုရကိုစန့်ကျင်သူတွေကကြေညာထားတာကြောင့်ဂျော်လာဆန်ရဲ့နေ့မှာပြုလုပ်မဲ့ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲကိုရွှေ့ဆိုင်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်ထရမ့်ဆိုရလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်အာဏာပိုင်အဖွဲ့ ICE ရဲ့လုပ်ရက်တွေကိုစန့်ကျင်တာနဲ့သမ္မတထရမ့်ရဲ့ ပရိသတ်ဆန်တဲ့အပြုမှုတွေကိုရတန်ကရက်စေဖို့ဆန္ဒပြသူတွေကဥတည်နေတာဖြစ်ပါတယ်။သမ္မတထရမ့်ဟာဖေဗရူလာလကုန်မှာသမ္မတဘိုင်ဒန်လက်ထက် ICE ယာယီညွှန်ကြားရေးမှူးချုပ်အပါအဝင်ထိတ်တန့်ကောင်းဆောင်တချို့ကိုတာဝန်ကနေဖယ်ရှားခဲ့ပြီးတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုနေရပြန်ပို့တဲ့သူ့ရဲ့လုပ်ငန်းကိုစတင်ခဲ့တာပါ။ immigration နဲ့သက်ဆိုင်တဲ့ဖဏာစီရာတို့ရောပေါ့ဗျာအဲ့ဒါတွေကိုမကြိုက်တဲ့အတွက်ဆန္ဒပြမယ်ပေါ့ဒုတိယကကြတော့ June 14က Donald Trump ကမွေးနေ့ဗျာ အဲ့ဒီမှာ55သားအကုန်ခံပြီးတော့စီရေးပြဝါရှင်တန် DC မှာလုံမယ်ဆိုတော့အဲ့ဒါကိုလည်းမကြိုက်တဲ့လူတွေကဆန္ဒပြကြမှာပေါ့နော်73နေရာ LA အနှံ့အပြားတနေရာကို2နာရီ3နာရီစီလောက်ဆန္ဒပြဖို့တနေ့လုံးညဆန္ဒပြရဲဆိုတာတရက်နဲ့မပြီးဘူးဖြစ်တယ်။နောက်2ရက်3ရက်ဆက်ပြီးတော့ဖြစ်ဖို့အလားအလာရှိတယ်။ National ကချထားတယ် marine တွေပါလွတ်ထားတယ်ဆိုတော့အဲ့ဓာရီကပို့ပြီးတော့လူတွေကိုမခံကျင်ဖြစ်စီတော့ကြက်တနာပို့ဖြစ်မယ်လို့စိုးရိမ်နေကြတော့ဗောဗျာနေရာလေ curfew ထုတ်ထားတယ်ဒေါ်ဆန်းစုကြည်ရဲ့လမ်းလျှောက်ပွဲကိုကျွန်တော်တို့ရွှေ့လိုက်တော့ဗောလေခြေနေစောင့်ကြည့်ပြီးတော့နည်းနည်းငင်းငင်းစိတ်ငင်းဖြစ်တော့မှလုတ်တယ်တကယ်လို့အဲ့ဒီလိုလုတ်လို့မဖြစ်လို့ရှိရင်နောက်တစ်မျိုးလုတ်ပါဗောဗျာ venue တစ်ခုရှာပြီးတော့လေ လော့စ်အိန်ဂျလိစ်မြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေဟာကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးအပေါ်တည်ရောက်မှုရှိနေပြီးအခြေအနေပိုဆိုးမလာအောင်ပြည်နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကကြိုးစားနေတာပါ။ကယ်လီဖိုးနီးယားပြည်နယ်ကိုရောက်နေတဲ့မြန်မာနယ်ပွားတောင်းတချီရှိနေပြီးထရမ့်အစိုးရရဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဖမ်းဆီးနေတဲ့လို့ရဟာနိုင်ငံသားမဖြစ်သေးသူနဲ့အထောက်အထားမပြည့်စုံမဲ့နေထိုင်နေတဲ့မြန်မာနယ်ပွားတွေပေါ်မှာလည်းတည်ရောက်မှုတွေရှိနေတာပါ။လုပ်ငန်းခွင်တွေအထိအစိုးရတပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးနေတာကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတယ်လို့ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းဆန်ဖရန် Francisco Bay Area မှာနေထိုင်သူတယောက်ကပြောပါတယ် San Francisco mayor တွေ San Francisco supervisor တွေသူတို့တွေနဲ့ပတ်သက်ပြီးတော့ advocacy လုပ်တဲ့နေရာတွေမှာဆိုရင်နှောင့်နှေးမှုတွေအများကြီးရှိပါတယ်သူတို့မှာအားချက်ကိစ္စကြီးရှိနေတဲ့ခါကျတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ issue တွေကအနောက်ကိုရောက်သွားတယ်ကျမတို့ San Francisco မှာ14 15ကိုကြီးကျယ်ဆန္ဒပြကြမယ်လို့အခုအတန်နေတော့ထွက်နေတာပေါ့နော်မြန်မာပြည်သူတွေလည်း limitation တွေဖြစ်ကုန်တယ်ပေါ့နော် ဘယ်ဟာမှတေချာမသိနိုင်တဲ့အနေအထားမျိုးဖြစ်နေတဲ့ခုကကျမတို့ဗမာပြည်သူတွေမှာကြတော့ပုံမှန်အောက်ခြေအလုပ်ကိုလုပ်ကြရတဲ့လူတွေအလုပ်လုပ်ပိုင်권ရှိပေမဲ့နိုင်ငံသားမဟုတ်သေးတဲ့လူတွေသူတို့မှာစိုးရင်ခြောက်ကြစိတ်တွေရှိရဲ့နောက်တစ်ခါအလုပ်တွေလည်းပဲမတော်ဘူးဆိုတာမျိုးလေးတွေလည်းဖြစ်နိုင် ယ်ပေါ့အလုတ်တီရှိတဲ့နေရာတွေကဝင်ရောက်ဖမ်းဆီးတဲ့ကိစ္စဖြစ်တတ်တဲ့နယ်မြေတွေနဲ့သွားပြီးတိုက်ဆိုင်နေဆိုရင်တော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနိုင်ပါတယ်ရှင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာကြမ်းတစ္ဆာချိန်ဆိုပြီးနောက်တရားမဝင်ရှုပြောင်းနေတဲ့သူတွေကိုနေရပြန်ပို့ရေးအပါအဝင်အငင်းပွားဝယ်ရာဆုံးဖြတ်ချက်များပြားကိုလက်မှတ်ရေးထိုးခဲ့တာပါ။ လက်တလုံးမှာ Los Angeles မြို့ကဆနာပြသူတွေကိုဒိမ့်မှုပြည်ဆောင်တပ်သားတွေပါဝင် Marine တပ်သားတွေကိုပါ Tamara Crum ကဆီလုခဲ့ပြီးနောက်ဆနာပြသူတွေကပြင်းထန်တဲ့တုံ့ပြန်မှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။ကျွန်တော်တုဒချန်သာပါအခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ရိကနိုင်ငံ Eastern Cape ပြည်နယ်မှာရေကြီးမှုကြောင့်တိုက်ဆောင်းသူ49ဦးထိမြင့်တက်လာခဲ့ကြောင်းပြည်နယ်အကြီးအကဲကဂျွန်လ17ရက်နေ့ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။တောင်အာဖရိကရဲ့စိတ်ပိုင်းတွေဟာတရဘက်ကုံကစပြီးမိုးသီးထန်စွာရွာသွန်းခဲ့ပြီးစီးနှင်းတွေလည်းကြားရောက်ခဲ့ကပြင်းထန်တဲ့ဆောင်းရာသီရဲ့အေးအေးဒဏ်ကြောင့်လမ်းမဆက်သွယ်ရေးနဲ့လက်စစ်တာကွန်ရက်တွေလည်းပြတ်တောက်နေခဲ့တာပါ။ ။အစောပိုင်းကကျောင်းကားတစီရေလွှမ်းမှုမှုကြောင့်မေတ္တလန်အနီးမှာမျောပါသွားခဲ့ပြီးအဲ့ဒီမော်တော်ယာဉ်မှာကျောင်းသား73ဦးနဲ့လူကြီး2ဦးတို့လိုက်ပါလာခဲ့ကြောင်းသိရပါဗျ။ Eastern Cape ပြည်နယ်ဝန်ကြီးချုပ် Oscar Maboya နေကဘတ်ကားပေါ်ကလူ6ဦးတေဆုံးပြီး4ဦးပျောက်ဆုံးနေတဲ့ဖြစ်ကြောင်းစီရင်ခံစာရရှိထားတယ်လို့ပြောဆိုပါဗျ။တောင်အာဖရိကမှာရာသီဥတုပြောင်းလဲမှုရဲ့တည်ရောက်မှုတွေကိုခံစားလာရတာတွေကြောင့်ရည်ကြီးရေရှမ်းမှုတွေပုံမှန်အဖြစ်များပြီးပြင်းထန်လာပါတယ်။ 2022ခုနှစ်ဧပြီလတုန်းကအရှိတ်ကန်ဝရမ်းမှာရှိတဲ့မုန်တိုင်းတစ်ခုကြောင့်လူ400လောက်သေဆုံးခဲ့ပြီးထောင်ထဲချတဲ့လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသေးတယ်ရှင်။ရုရှားနိုင်ငံက TU-22M3 တာဝေးပစ်ပုံကျဲလေယာဉ်ဒဇင်ကို Baltic Penlace ကိုဂျွန်လ17ရက်နေ့ကလွှတ်လိုက်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါရယ်။ ဂျွန်လ၁ရက်နေ့ကစိုက်ဘေးရီးယားနဲ့ရုရှားမြောက်ဘက်စွန်းကလီတက်စခန်းတွေကိုယူကရိန်းကအံ့အားသင့်စရာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပထမအဆုံးစစ်ဆင်ရေးလည်းဖြစ်ပါတယ်။ TU22M3 နဲ့ TU95MS ပုံကျဲလေရဲ့အများပြားဟာလေရင်ကွင်းတွေနားအထိကုန်ကားတွေနဲ့မှောက်ခိုတဲလာတဲ့ drone တွေနဲ့တိုက်ခိုက်ခံခဲ့ရလို့အပြင်းထန်ပျက်စီးခဲ့တာပါ။ ရုရှားဟာရန်ဘတ်တွေကိုအင်အားနဲ့အဟန့်တားပြတဲ့အနေနဲ့အကြီးစားပုံကျဲလေရင်တွေကိုပုံမှန်ပြန်တန်းလေးရှိပေမဲ့အခုတစ်ချိန်ပြန်တန်းမှုကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြားမှာပုံမှန်အတိုင်းအလို့သဘောသတင်းစကားပေးဖို့ရည်ရွယ်တာထင်ရှားတယ်လို့ရိုက်တာသတင်းဌာနကသုံးသပ်ပါတယ်။ TU22M3 တိုက်လေယာဉ်တွေဟာ Baltic ပင်လယ်ပြင်မှာ၄နာရီကျော်ကြာပြတ်တန်းခဲ့ပြီးအဲ့ဒီအချိန်မှာ NATO အဖွဲ့ဝင်နိုင်ငံတွေကတိုက်လေယာဉ်တွေလို့ယူဆရတဲ့လေယာဉ်တွေကိုစောင့်ကြပ်ထားတယ်လို့ရုရှားကာကွယ်ဝန်ကြီးဌာနကပြောပါရယ် နေတိုးက backfire နဲ့ bear age လို့အသီးသီးတီးကြတဲ့ TU22 M3 နဲ့ TU95 MS လေယာဉ်တွေဟာစစ်ပွဲတက်လျှောက်ရုရှားကတုံးခဲ့တဲ့တာဝေးပစ်လေးချောင်းတပ်စုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး Ukraine မြို့တွေကာကွယ်ရေးစက်ရုံတွေစစ်ခြေဆိုင်စခန်းတွေစွမ်းအင်အခြေခံအဆောက်အုံနဲ့တခြားပစ်မှတ်တွေကိုပစ်ခတ်ဖို့တမယိုးကြတုံးကြီးတွေကိုစစ်ပွဲတက်လျှောက်လုံးမှာရုရှားကတုံးခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းကို ပြောပြပေးဦးမှာပါမယူတောင်ပိုင်းကစားသမားဂျေဒန်ဆန်ချိုကိုခေါ်ယူဖို့ပရီးမီးယားလိအသင်း၃သင်းအထိအပြိုင်ဖြစ်နေပါဗျ။ဆန်ချိုဟာချယ်ဆီမှာတရာသည့်အငှားထွက်ကစားခဲ့ပြီးခြေကျွမ်းပြသနိုင်ခဲ့ပေမဲ့ချယ်ဆီအသင်းကပေါင်၅သန်းယောဂျေးပေးပြီးအပိသက်ခေါ်ယူခြင်းမရှိခဲ့တာပါ။ ။အယူသည်မှလည်းအနာဂတ်မရှိနိုင်တော့တဲ့စန်ချိုကိုပရီးမီယာလိဂ်ကလပ်တွေဖြစ်တဲ့ Spal, Aston Villa နဲ့ Newcastle အသင်းတွေကအပြိုင်ကြိုးပမ်းမယ်လို့သက်ဆန်းသတင်းမှဖော်ပြပါဗျာ။ အဲ့ဒီအသင်း၃အသင်းဟာလာမယ့်ရာသီမှာဥရောပပြိုင်ပွဲအသီးသီးရှင်ပြိုင်ကစားကြမယ့်အသင်းတွေဖြစ်ပြီးဆန်ချိုရဲ့တွေ့ကြုံတွေကိုအသုံးချဖို့ဆန္ဒရှိနေကြတာဖြစ်တယ်လို့သိရပါတယ်ဆန်ချိုဟာမနစ်ကချဲလ်စီအတွက်ပြိုင်ပွဲဆောင်42ပွဲထိကစားခဲ့ပြီးငါးဂိုးသွင်း၈ချိန်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။၂၀21ခုနှစ်ကဒေါ်မွန်ကနေမန်ယူအသင်းစီကိုပြောင်းရွှေ့လာပြီးတဲ့နောက်မန်ယူမှာ200သီးသာကစားပြီးဒေါ်မွန်မှာ100သီးချဲလ်စီမှာ100သီးအငှားထွက်ကစားခဲ့တာဖြစ်ပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရှုစားခဲ့ကြရတာပါည၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးအောင်ပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်